ူကိုလူသားများကဒီလို ရန်ပြုကြလိမ့်မည်ဟု၍သူဘယ်တော့မှမတွေးတော့ခဲ့ပေ။သူသည် လူသားများကိုချစ်ခင်သည်။ထို့ကြောင့်လဲသူတို့ရင်သွေးများနှင့်အတူဆော့ကစားခဲ့သည်။စင်စစ် သူသည်ဘသူကိုမှရန်မပြုလိုပေ။ အလုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော် can to can to ဒီလပါ၍ယင်ကြီးသော စင်ကလေးဖြစ်သည်သူသည်တောထဲမှာဖမ်းမိ၍ယင်ကြီးအောင်သွန်သင်ထားသော စင်ရိုင်းမျိုးမဟုတ်လူတော်ထဲပါပင်မွေး၍လူတော်ထဲမှာပင် ကြီးပြင်းလာသော စင်ရင်ကလေးဖြစ်သည် can to ၏အမေစင်မကြီးမှာရွာဦးဖုန်ကြီးเจ้าကမွေးထားသော စင်မကြီးဖြစ်သည်သို့ဖြင့် can to သည် ဘုန်းကြီးကျောင်းဝင်းထဲမှာပင်မွေးဖွားခဲ့ရာထိုကျောင်းဝင်းထဲမှာပင်ကြက်စားပြီးကြီးပြင်းလာခဲ့ပေသည်ကံထူးဤကစားပေါ်များသည်ရွာထဲရှိကလေးများပင်ဖြစ်သည် ကလေးများသည် ကံထူးကိုချစ်ခင်ကြသည်ကံထူးကလည်းကလေးများကိုချစ်ခင်ပေသည် မကြာခဏပင်ကလေးများသည်ကြံများသစ်သီးများယူလာကာကံထူးနှင့်အတူဝေးများစားကြသည် မကြာခဏပင် ကလေးများသည်ကျောင်းဝင်းထဲရှိရေကန်၌ကံထူးနှင့်အတူ ရေစင်းရှိုးတတ်ကြသည် ကလေးများသည်ရေထဲသို့ဒိုင်မင်ထိုးချသောအခါကန်ထူးကလည်းအားကြမခံရေငုပ်ပြတတ်သည် ထိုးခါကလေးများရောကန်ထူးပါပြောမဆုံးရှိကြပေသည်ကန်ထူးသည်တစရစကြီးပြင်းလာသည်ဆီယာတော်နှင့်ရွာသားများသည်ကန်ထူး၏တင့်တဲသောကျင်းအင်လက္ခဏာတို့ကို တွေ့မြင်ရသောအခါတဆွမ်းသမျှပြုပြင်သွန်သင်ပေးလိုကြသည် ထို့ကြောင့်သူတို့သည်ကျွမ်းကျင်လိမ္မာသောစင်ထင်းတရားကိုရှာဖွေကာကန်ထူးကစနစ်တကျပြုပြင်သွန်သင်စေလေသည် ကံထူးသည့်အကင်းပါသူဖြစ်သည်ဖြင့်စင်နှင်းတင်ကြားပေးသည်တို့ကိုလင်းမြန်စွာတက်မြအောင်သင်ယူနိုင်လေသည် သူသည်စင်ထင်းတင်ကြားပေးသည့်အတိုင်းပင်လက်ရာဘတ်သို့ဥလဲဈေးလိုကလက်ရာဘတ်သို့ဥလဲတတ်သည်လက်ဝဲဘတ်သို့ဥလဲဈေးလိုကလက်ဝဲဘတ်သို့ဥလဲတတ်သည်ရှေတိုးဈေးလိုက ရှေတိုးတတ်သည်နောက်ဆုတ်ဈေးလိုက နောက်ဆုတ်တတ်သည် ထို့ပြင်လူများကိုလည်းနှုတ်ဆက်တတ်သည်နှမောင်းကြီးမြောက်ကဆလံလဲပေးတတ်သည် လူအများအလဲတွင်မြည်သို့တိမ်မွေ့စွာနေထိုင်သွားလာရမည်ကိုလည်းသိနာလေပေသည်ကံထူးအရွယ်ရောက်သောအခါဆရာတော်သည်ကံထူးထွက်ချစ်ဦးအမည်ရှိဇင်ဦးစည်းတယောက်ကိုငားယံပေးထားသဖြင့်ကံထူးအားသင့်လျော်ရာအလုံများကိုလှုပ်စေသည်သို့ဖြင့်ကံထူးသည်တလုံးကြီးများကိုလည်းတဲရသည်လေးလံသောဝင်ထုတ်ဝင်ဘိုးများကိုလည်းတဲရသည်ဖျားပွဲလှည့်ရာတွင်လည်းပန်းဝင်ကူညီရလေသည် ကံထူးသည်လိမ့်မာရင်ကြေးသည်ဒါမကများစွာလဲလှပတင်တယ်သည်သူကိုမြင်ရသူတိုင်းနှစ်သက်သဘောကြသည်သူတည်င်းမှာအဝေးရွာများအထိပြန့်နှံ့ကြော်စောသည်ထို့ကြောင့်ထိုးရွာများ၌ဘုရားပွဲစသည်တို့ရှိလျင် ကံထူးကိုအခကျင်းငွေပေး၍ငှားရန်တက်ကြပေသည်တနေ့သောအခါအခြားရွာတရွာ၌ဘုရားပွဲလက်ကျင်းပါမည်ပြုရာ ထိုးရွာလူကြီးများကကံထူးကိုလာရောက်ငှားရန်ကြပေသည်ဘုရားလက်ပွဲမှာ ခန်းနာသဖြင့်ကံထူးကိုသာမက အခြားယွာနီးချုပ်ဆက်မှဆင်ချို့ကိုလည်းငားယမ်းလေသည်ရင်းသူငားယမ်းသောဆင်အားလုံးတွင် ကံထူးမှာအခန့်ညာဆုံးအလှဆုံးဖြစ်နေသဖြင့်ဖျားလှဲ့ပွဲ၌သူ့ကိုပင်ရှေးဆုံးမှထားကြပေသည်ဖျားလှဲ့ပွဲပြီးသောအခါဆင်ဦးစီးချစ်ဦးသည်ကံထူးကိုသီလျက်ယွာသို့ပြန်လာလေသည်ခရီးမှာအတော်ပင်ဝေးသည်လန်ခီး၌ချစ်ဦးသည် စာလောင်မွတ်သိလာသည်ရေးလဲငတ်လာသည် ထို့ကြောင့်အချားရွာရွာကို ဖြတ်သန်းလာစဉ်ဇားတောက်ဆိုင်တဆိုင်ကိုတွေ့သောအခါချစ်ဦးသည်ကံထူးကိုတည့်ရပင်တပင်အောက်သို့မောင်းနှင်သွားသည်။ရောက်သောချစ်ဦးသည်စင်မော်မဆင်းလျက်ကံထူး၏ခြေထောက်တစ်ဖက်တွင် သူ့ဒုတ်ကိုမိထောင်ထားလိုက်လေသည်။ကံထူးအားထုံနေရမှမရွေ့ချားရင်လဲညွန်ပြကအထိမ့်မှပင်ဖြစ်သည်။ထို့နောက်ချစ်ဦးသည်ကံထူးကိုထားခဲ့ကဇားတောက်ဆိုင်ရှိရာသို့တယောက်ထဲထွက်ခွာသွားလေသည်။ချစ်ဦးသည်ဇားတောက်ဆိုင်တွင် သူဤငယ်ပေါင်းမိတ်ဆွေများနှင့်မမျောလင့်မဲတွေ့ဆုံလေသည်ဤတွင်သူသည်စားရင်တောင်ရင်မိတ်ဆွေများနှင့်အချိန်ကြာမြင့်စွာဝိုင်းဖွယ်စကားပြောနေလေသည်ထိုအချိန်တွင် ကံထူးမှသခင်ကိုတမျောမျောရှိနေသည်သူသည်လည်းသခင်နီးသူစားလောင်နေပြီရေငတ်နေပြီသခင်သည်သူ့ကိုထားပြတဲ့ကဲ့သို့ရှိနေပြီကံထူးသည်သူ့အားပြတ်ထားခြင်းကိုလုံးဝမနစ်သက်ပေသူသည်စိတ်ကောက်လေတော့သည် ထို့ကြောင့်သူသည် သူ့ချက်တော့ကိုမှီထောင်ထားသော သခင်ထုပ်ကိုကံပစ်လိုက်သည် ရွာလန်းအတိုင်းလင်းမြန်းစွာထွက်သွားလေသည်စင်ဦးစီးမပါဘဲတကောင်းနဲ့ခတ်သွတ်သွတ်လာနေသောစင်ကြီးကိုမြင်သောအခါရွာသားများသည်အံ့အားတင်ကြသည်အံ့အားတင်ရမှစင်ကြီးမုံယိုလာပြီးဟုထင်မှတ်ကာထိတ်လန့်ကြသည်ထို့ဖြင့်သူတို့ကန်ထူးကိုမောင်းနှင်ပြင်ရန်အတွက်အုတ်ခဲများဒုံများဖြင့်စတင်ပစ်ပေါက်ကြလေသည်ကန်ထူးမှာခဲများထိမှန်သဖြင့်နာကျင်သွားသည်ထို့ဖြင့်ခြေဥတည်ရာထွက်ပြေးလေသည် ဤရင်ရွာသားများကသူ့နောက်သို့ပြေးလိုက်ခါခင်းများဖြင့်ဆက်လက်ပြစ်ပေါက်ကြပြန်လေသည်ဒီလိုလူသားများဤရံပြူတိုက်ခိုက်ခြင်းကိုခံရသောအခါခံထူးသည်ညာစွာဝမ်းနည်းမိလေသည် သူကိုလူသားများကဒီလိုရံပြူကြလိမ့်မည်ဟု၍သူဘယ်တော့မှမတွေးတော့ခဲ့ပေသူသည်လူသားများကိုချစ်ခင်သည်ထို့ကြောင့်လဲသူတို့ရင်သွေးများနှင့်အတူဆော့ကစားခဲ့သည်စင်စစ် သူသည်ဘသူကိုမှရံမပြူလိုပေဒီအကြောင်းများကို ဒီလူများအားသူကပြောကြခြင်းသည် သူရာတွင်ဤသို့ပြောရပါမည်နီသူသည်အပြစ်မဲ့သူဖြစ်ကြောင်းတင်ပြသည့်အနေဖြင့်သူနောက်မှလိုက်လာသူများအားအတနာခံသောမျက်လုံးများဖြင့်လေပြင်းတစ်ချက်ငဲ့ဆောင်ကြည့်သည်ထိုအခါရံပြုသူများကခဲများဒုံများဖြင့်ပူမိုး၍ပြင်းထန်စွာပြစ်ခဲ့ကြလေသည်ကန်ထူးဖို့အသက်ဘေးမှချမ်းသာရရရန်ပြေးဖို့မှာတပါအခြားနည်းလမ်းမရှိထို့ကြောင့်သူသည်အစွမ်းကုန်ပြေးလေသည် ထိုခိုက်ကြီးမားသောကြောက်ခဲကြီးတစ်လုံးသည် သူ့ဥကောင်းကိုထိမှန်လာသည် သူသည်ပြင်းထန်သောဝေဒနာကိုခံစားရသည်သူသည်အရှုံးပေးသည့်အနေဖြင့်သူ့နှမောင်းကိုမြောက်ခါဆလံပေးရှာသည် သူ့ရာတွင်ထိုရွာသားများကနားမလဲကြခဲများဒုံများဖြင့်ဖိ၍သာပစ်ခတ်ကြလေသည်ကံထူးသည်ရှေးကုံပြေးရာမှတဏျာသို့ရောက်သောအခါလမ်းအတိုင်းဆက်မပြေးပဲဥယင်တစ်ခုတည်းသို့ဝင်ပြေးသွားသည်ဥယင်ထဲ၌သစ်ပင်များရှိ၍သစ်ပင်များအကြားတွင်လည်း အိမ်များရှိသည်ထိုအိမ်များရှိလူများသည်ကံထူးဝင်ပြေးလာသည်ကို တွေ့မြင်သောအခါကြောင်လန်တကြားထွက်ပြေးကြလေသည်ကံထူးကမိသူကိုမှရံမပြူမိသည်ပစ္စည်းကိုမှလည်းမဖြတ်စည်းရံပြူသူများ၏ဘေးရန်မှလွတ်မြောက်ရေးအတွက်သစ်ပင်များအိမ်များအကြားတွင်ပုံအောင်ရန်သာ နေရာလိုက်လံရှာဖွေနေသည်ဘာသားများကလည်းသူတို့မျက်စိအောင်မှကံထူးပြောက်ွယ်မသွားရင်အစွမ်းကုန်ပြေးလိုက်ကြလေသည်မကြာမီကံထူးသည်တဲတဲတဲအနီးသို့ရောက်သွားသည် လူကြီးများမှာအလုတ်သွားနေသဖြင့်တဲနိုင်မရှိကြပြီလူရတွင်ကလေးငယ်နှယောက်မူကြံရှိနေသည်သူတို့သည်တဲရှိရှိမြေပေါ်တွင်ရှိနေကြသည် ကံထူးကိုမြင်သောအခါကလေးကြီးသည်ထွက်ပြေးသွားလေသည်အခါလေရွယ်ရှိကလေးငယ်မှမူမြေပေါ်ရှိဖျားပေါ်တွင်နှစ်ချိုက်စွာအိပ်ပျော်နေသည်ကံထူးသည်ကလေးငယ်ကိုတွေ့မြင်ရသောအခါရုတ်တရက်အကြံရသွားသည်သူသည်ကလေးငယ်ဤသို့လင်းမြန်စွာချင်းကပ်ပြီးလျင်ငြိမ်သက်စွာရက်နေလေသည် ကံထူးဤအပြုမူကို တွေ့မြင်ရသောအခါဓွာသားများသည်အထူးတုံလုံးခြောက်ချားသွားသည်ကလေးငယ်ကိုစင်ကြီးကနင်းချေတတ်တော်မီဟူ၍စိုးရင်ပူပန်ညသည်ကံထူးကသူတို့စိုးရင်သည်တရဝါဇုံးမျိုးမဟုတ်ပေသူသည်ဘေးရန်မှကင်းဝေးစဉ်ရန်ကလေးအနီးတွင်ရပ်တန့်နေခြင်းသာဖြစ်သည်သူသည်တဲနေကလေးအကြားတွင်ရပ်နေသည်ဖြစ်ရာဓွာသားများသည်သူ့ကိုခဲများတုံများဖြင့်မပစ်ခတ်ဝင်ကြတော့ပေအကယ်၍ပစ်ခတ်လျင်လဲ ။ကလေးငယ်ကိုထိမှန်မည်ဖြစ်ပေသည်။ကံထူးသည်အကျမ်းပိုင်းစွာဖြင့်ရက်နေသည်။ရွာသားများသည်မလန်းမကန်းမှစိုးရိမ်စွာဖြင့်အရေးအခြေကိုလှမ်းကြည့်နေကြသည်။ကံထူးသည်ရက်နေရမှရွာသားများကိုလှမ်းကြည့်သည်။တနည်းနည်းဖြင့်ရွာသားများကသူ့အားတိုက်ခိုက်အုံးမြီလားဟု၍စိတ်မအေးဖြစ်နေရှာလေသည်။သူသည်များစွာ စိတ်ထိခိုက်ဝမ်းနည်းနေသည်။ဝမ်းနည်းရာမှရှည်ရည်ကို တွေးတော်စိုးရိမ်ပူပန်နေရှာသည်။ ထိုခိုက်ချီဥသည်သူ့ထံသို့ဥရဖာရပြေးလာသည်ကံထူးတကူလုံးဒံယာများရာကသူ၏မြာယူစည်းကြနေသည်ကို မြင်သောအခါချီဥသည်စိတ်ထိခိုက်တုန်လှုပ်သွားသည်ခမည်းတော်ကံထူးကိုဘလို့လှုပ်လိုက်ကြတာလဲအပြစ်မဲ့တဲ့ဆင်းလိမ်မာကိုခမည်းတော်ရံပြုတ်ကြတာကောင်းသေးရဲ့လားဟူ၍ချီဥကရွာသားများကိုလှမ်းအော်ပြောသည်ထို့နောက်ချီဥကကံထူးအား၎င်းနှင့်လမ်းဘေးတွင် ထားမိခဲ့ခြင်းအတွက်စိတ်မကောင်းဖြစ်မိကြောင်းချော့မော်ပြောဆိုသည် တို့ပြောဆိုပြီးလျင် လာဟိကန်ထူးရေငါတို့ရွာပြန်ကြမယ်ဟူ၍ခေါ်လေသည်တို့နေရာတွင်ကန်ထူးကနေရာမှမရွေပေဤတွင်ချစ်ဦးကကန်ထူး၏နေရွက်ကိုဆွဲ၍လာလာကန်ထူးအချိန်တော်တော်ကုန်သွားပြီမမောင်ငင်ငါတို့ရွာကိုရောက်မှဖြစ်မယ်ကွာဟုပြောဆိုခေါ်ငင်လေသည်ကန်ထူးသည်သခင်ခေါ်ရသို့လုံးဝစိတ်မပါဘဲလိုက်သွားပါသည်သူကိုကြည့်ရသည်မှာအိပ်ပျော်ရင်းလမ်းရှောင်နေသူနှင့်ပင် တူနေပြီးတော့သည် သူသည်ဘာကူမှစိတ်ပါဝင်စားခြင်းမရှိတော့ပေ။လန်ခီး၌သူသည်မကြခဏပင်ရက်တန်သည်။ဤတွင်သခင်က ထိမ့်ပေးသည်။ခရီးဆက်အောင်နှိုးစော်ပေးရသည်။သူတို့သည်ညနေချမ်းအချိန်တွင် သူတို့ရွာသို့ပြန်လဲရောက်ရှိပေသည်။ခြေဦးသည်ကန်ထူး၏ဒဏ်ရာအနာများကို ကောင်းမွန်စွာဆေးထည့်ပေသည်။ဤသောကြောင်းဝင်းရှိတစ်ပင်တပင်၌တန်ချိုးဖြင့်ချုပ်ထားလေသည်။ထို့နောက်ခြေဦးသည်သူညာဖို့ကန်ထူးစားရန်အစာကို၎င်း ီကို၎င်းယူငင်၍ကန်ထူးပေး၌ခြားထားပေးကထွက်ခွာသွားလေသည် နောက်တနေ့နနက်တွင်ချစ်ဦးသည်ကန်ထူးထံရောက်လာသည်ထိုအခါကန်ထူးမှာယမနိညကထားခဲ့သည့်အတိုင်းပင် မတုံမလှုပ်ငိမ့်သက်စွာရက်လျက်ရှိနေသည်ကို တွေ့ရသည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့ အကြံပြုချင်တာများရှိရင်လဲအောက်ကကုန်းမှန်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ကန်ထူးသည်တညာလုံးလဲမအိပ်ပေ။ညီသည်အစားတောက်ကိုမှလဲမစားတောက်ပေ။ယမနီညာကကြုံတွေ့ခဲ့ရသောခါသည်သောအဖြစ်ပြက်ကြောင့်ကန်ထူးစိတ်ထိခိုက်ဝမ်းနည်းနေကြောင်းချစ်ဦးကနားလဲသိရှိပေသည်။ကန်ထူးလာဟိပြီးသွားချိုးမယ်ဒါမှမင်းစိတ်ကြည်လင်လာမယ်ဟူ၍ချစ်ဦးကပြောဆိုကား ကံထူးကိုမြစ်သို့ခေါ်သွားသည် ကံထူးသည်သခင်စကားကိုမပယ်ရှောင်းဝန်သဖြင့်သာမျက်စီမရွေလိုက်နာရသည်ရေချိုးရသည်သူ့စိတ်မှမူတနေရာသို့သာလွင်ပါရောက်ရှိနေပေသည်ထိုနေ့တနေ့လုံးနှင့်တညာလုံးပင်ကံထူးသည်အစားလည်းမစားရေလည်းမတောက်ပေသခင်ထားသောနေရာ၌မလုံမရှက်လျက်သာနေပေသည်ချစ်ဦးသည်ကံထူး၏ဖြစ်ရင်ကိုမြင်ရသောအခါညာစွာဝန်းနေမိသည် ငိုမူလအချင်းနေတို့ကံထူးပြန်လဲရောက်ရှိအောင်ဤသို့ပြုရမည်မသိဖြစ်နေသည်သူသည်ဆရာတော်နှင့်ဘုန်းတော်ကြီးများအားအကျိုးအကြောင်းပြောပြသည် ထိုအခါသူတို့အားလုံးပင်ကံထူးထံလာကြသည် ကံထူးကိုမြို့မြို့ချော့မော်ပြီးလျင်မပြောသည်များအုံသည်များကြံများကြွေးလေသည်ခါတိုင်းဆိုလျင်ဒီအစာများကိုကံထူးအလွန်စွာနှစ်သက်စွာစားခဲ့သည်ယခုက လုံးဝမစားလှဲ့၍ပင်မကြည့်သူတို့ခေါ်တံကိုလည်းမကြားနိုင်ဖြစ်နေသည် ကန်ထူးအတွက်တကြောင်လုံးစိုးရင်ပူပန်ကြသည်ဒီတိုင်းသွားပါကကန်ထူးသည်နားမကျန်းဖြစ်ကမကြမီသည်ဆုံးလိမ်မည်ဟူ၍တွေးတောပူပန်ကြသည် သူတို့အားလုံးပင်ကန်ထူးအကောင်းပဂတိဖြစ်လာစေခြင်းသည်သူရတွင်မြည်သူလှုပ်ဆောင်ရမည်လည်းမသိကန်ထူး၏သတင်းသည် သူတို့ရွာတရွာလုံးပြန့်နှံ့သွားသည်ဘာသူရွာသားတိုင်းပင်စိတ်မကောင်းဖြစ်ကြသည် အထူးသဖြင့်ကလေးများသည်ပိုး၍စိတ်မကောင်းဖြစ်ကြသည် အချို့မှာငိုကြွေးကြသည် ို့ဖြစ်ကလေးများသည် ကံထူးထံလာကြသည်သူတို့သည်ကံထူးတို့စားစရာများလည်းယူဆောင်လာကြသည် သူတို့သည်ကံထူးကိုဝန်းရံလျက်အစာများပေးကြသည်ကံထူးကလုံးဝမမူကလေးတို့ရောက်နေသည်ကိုလည်းဂယုမပြု မျက်စီကိုဇုံမိတ်လျက်မလှုပ်မရှက်ရက်လျက်နေသည်ကလေးများမှတစားတစားများပြလာလိမ့်မည်ကံထူးကိုဝန်းရံရာမှအချို့ကတခြင်းများဆို၍ကခုံကြသည် ကံထူးရဲ့ကံထူးရဲ့ ဝင်းကုံငါတို့ချစ်ပါ रे ဤသို့လျင်ကလေးများကတခြင်းဆိုကြသည်ကံထူးကိုအစာများလှမ်းပေးကြသည် စားပါကံထူးရဲ့စားပါကံထူးကြီးရဲ့ဟူ၍တတုတို့ပြောဆိုတောင်းပန်ကြသည်နောက်ဆုံး၌ကလေးများ၏အတန်သည်ငေးငိုင်နေသောကံထူး၏နားထဲသို့တူးဝင်ရောက်ရှိသွားလေသည်ကလေးများ၏အတန်ကိုကြားရသောအခါကံထူးသည်မျက်လုံးကိုကြာရှည်ပိတ်ထား၍မရတော့ဖွင့်ကြည့်လိုက်သည်ထိုအခါသူ့ကိုဝိုင်းကြည့်ပတ်ပတ်လှဲ့နေသောကလေးများ ပျော်ရွှင်စွာကခုန်နေသည်ကိုတွေ့ရသည်ကံထူးမနေနိုင်တော့စတင်လှုပ်ရှားလာသည်ဤတွင် ချစ်ဦးကကံထူးခြေတွင်ရှိနှောင်ထားသောတန်ညိုးကိုအသာရာဖြည့်ပေးလိုက်သည်ထိုအခါကံထူးသည်ခြေသို့တိုးသွားကကလေးငယ်တို့နှင့် ဝင်းရောက်ရောနှောပါတော့သည်အာလုံးဝမ်းသာမဆုံးရှိကြသည် ကံထူးသည်အစာကိုလည်းလက်ခံလိပြီးကြံဖြစ်စေတည်သည်ဖြစ်စေကျွေးသည်များအစာအလုံးကိုမြိန်ရှက်စွာစားတောက်လေသည်ထိုအခါရွာသားတစ်ယောက်သည် ဝါနုများကိုဘုံတဘုံ၌ထဲ့လျက်ယူဆောင်လာသည်ယင်းကိုကလေးတယောက်ကလမ်းယူကကန်ထူးကိုပေးသည်ကန်ထူးသည်နွားနုများကိုနှမောင်းဖြင့်ဆုပ်ယူကပါဇက်သေးသူထဲ့ပြီးအာပါတရာတောက်ချလေသည်တခဏချင်းပင်ကန်ထူး၏မျက်လုံးများသည်အယောင်တဖိတ်ဖိတ်တောက်လာလေသည် ထိုချိန်မှစ၍ကန်ထူးသည်မူလအခြေအနေသို့ပြန်လည်ရောက်ရှိလာပြီသည် ခုလိုအဆုံးအထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ